မင်္ဂလာပါကချင်ဝေးသတင်းဌာနကနေစဉ်တင်လာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်။သတင်းအစီအစဉ်တင်ဆက်သူမေယူဆံမယ်ဖြစ်ပါတယ်ရှင်။ KAI တင်ပိုက်ထားတဲ့ဖာကံမျိုးဆိုင်းတောင်ကြီးရွာကမော်ရှန်ရောက်ကမှာဒီကနေ့မနက်9:00ကမိလာမှုဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ မော်ရှန်ရက်ကွက်လူကြီးရဲ့နေအိမ်ကစတင်ပြီးမိစတင်လောင်ကျွမ်းတာဖြစ်တယ်လို့သိရပါဗျ။ရက်ကွက်လူကြီးရဲ့နေအိမ်နဲ့ကက်လက်ကအိမ်တအိမ်ကိုလည်းမိကူးလောင်ကျွမ်းသွားခဲ့တာကြောင့်စူစူအောင်နေအိမ်နှလုံးမိလောင်ပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။ရဲရွာလူမှုကွန်ရက်အတင်းနဲ့ဌာနဆိုင်ရာအတင်းတွေရဲ့ဝိုင်းဝန်းလှုပ်ဆောင်မှုကြောင့်မိစတင်လောင်ကျွမ်းပြီးနောက်တနင်္လာရီအကြာမှာအပြီးတက်ငြိမ်းသက်နိုင်ခဲ့တယ်လို့သိရပါဗျ။ နောက်ထပ်တရင်တပုတ်အနေနဲ့မြကြီးနာမျိုးကနေအသွာဝိုင်းမော်မျိုးအဝင်ဂိတ်မှာအရက်မူးနေတဲ့စစ်ကောင်စီတပ်သားတအူကအမျိုးသားတအူကိုဝင်းရင်သုံးနဲ့ရိုက်တက်ပြီးရင်းနှစ်တိတ်ဆုံးတယ်လို့လိမ့်လည်ပြောခဲ့တဲ့ဖြစ်စဉ်ဖြစ်ပေါ်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီဂိတ်ရဲ့အသားအဆီးကိုဆိုင်းကဲစီးနှင်းလာတဲ့အမျိုးသားတအူကဝင်တိုက်မိတာကြောင့်ပြဿနာဖြစ်ပေါ်ခဲ့ပြီးနောက်ပြေလည်သွားပြီး ဆိုင်ကယ်မောင်းတူကဂိတ်ကနေပြန်လည်ထွက်ခွာဖို့ပြင်ဆင်နေတဲ့အချိန်မှာအရက်မူးနေတဲ့စကောင်စီစစ်သားတအူးကဝရင်တုံးနဲ့လေဘင်းကိုရိုက်နှက်လိုက်တယ်လို့ရိုက်တက်ခံရသူရဲ့အတီးတယောက်ကပြောပါတယ်။ရိုက်နှက်ခံရသူကလေဘင်းကျိုးထံရနဲ့ပွဲချင်းပြီးတေဆုံသွားခဲ့ကြောင်းတေဆုံသွားသူကိုနတ်မြစ်ချောင်းမှာရေနစ်တေဆုံသွားတယ်လို့စကောင်စီစစ်သားတွေကလိန်နေပြောဆိုခဲ့ကြတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။အဆိုပါဖြစ်စဉ်ဟာပြီးခဲ့တဲ့ဧပြီလ20ရက်ကျော်လောက်ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။